အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဇလွန်ကျော်ဦးရေးသားတယ်အစိတ်သိနှလုံးသားလို့အမည်ရတဲ့ဝိထုတို့လေးကိုကျွန်တော်ကိုချွေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာအစိတ်သိနှလုံးသားဖြစ်ပါမလားညီလုံးရအင်းဥစ္စာကြီးကကြောက်เสียလန့်เสียကြီးกว่าတာကိကအရက်တပိုင်းဝင်နေသည့်ဒီလုံးဤမူးမူးနှင့်ပြောနေသောစကားတန်ကိုမကြားစဖူးကြားလိုက်ရ၍တန်တော်ကြီးဖြစ်သွားမိသည် တာဂိအံဩမီဆိုလဲအံဩစရာညီလုံးနဲ့တာဂိကငဲတငဲချင်းအရင်အချာတွေဖြစ်သည်ဒါကြောင့်လာတော့မသိအကျင့်တူစရိုက်တူဆိုလေတော့ပေါင်းဖမ်းမိတီကမဆန်းဘာလဲတာဂိမင်းကကြောက်ကြောက်နေပြီလားပေးတဲ့သူကပေးနေမှာတော့ငါတို့မယွရင်မိုင်းမဲရကြတာပေါ့ကွာကုတလို့တို့အလောက်ကလည်းတိတ်ပြီးမကောင်းဘူးမင်းနဲ့အတိပဲမဟုတ်လားညီလုံးဘာကိုရည်ရွယ်ပြီးပြောနေတီကိုတော့တာဂိအလိုလိုသိနေနေသည် ညီလုံးနဲ့တာကြီးကအရွယ်ရောက်ပြီးအိမ်တော်အသီးသီးကြတော့လေသားကျွေးမှုမရားကျွေးမှုအတွေ့ရွာစဉ်အနှံ့ရှောင်းရချောင်းကြမကြံငားကြဖားကြအလုံးလုံးသည်ခတ်နေသည်ကအရက်ညီလုံးနဲ့တာကြီးကအရက်မတော့ရလျင်မနေနိုင်သည်ဘဝခုတလောညီလုံးပြောသလိုငားကြဖားကြရသည်ကမလွယ်တော့ပေຫນွေဥပေါ့ဆဖြစ်လာပြီးမို့ရှောင်းရီကံရင်များပင်ခန်းဆပြုနေလေပြီး တမိုးတင်လုံးချောင်းနဲ့မြောင်းနဲ့တွင်ကျက်စားခဲ့သည့်၅မျိုးစုံကလည်းကောက်တင်းကောက်တယ်လို့ညီလုံးနဲ့တာကြီးဤလက်ချက်ကြောင့်ကုန်ခန်းတလောက်လည်းရှိခဲ့ပြီမဟုတ်ပါလားဒီတော့မင်းဘလို့ကြံထားလဲဆိုတာငါ့ကိုပြောပြောစမ်းပါဦးညီလုံးရာသူတို့ကအလုပ်တကယ်ဖြစ်မှပတ်စံအကြေပေးမယ်လို့ပြောတယ်ကွာငါတို့လုံမယ်ဆိုမှဆင်ရငွေတဝက်ပေးမယ်လို့လည်းပြောတယ်ခုငါတို့လုံမဲ့အလုပ်ကတိုင်ငန်းန်းရှိတာကွာရှိတာ ညီလုံးစကားတန်ကိုကြားလိုက်ရပြီတာခိမှာအလိုလိုမျက်လုံးပြူသွားသည်တာခိမျက်လုံးမပြူပဲရှီအန်နီအခုလိုတိုင်ကနန်းရာကြီးဖို့ဆိုတာအိမ်မက်တောင်မမှန်ဘူးကေဒီတာခိလောက်ရမည်အလောက်ကခက်ခက်ခဲခဲမဟုတ်ငါနေ့လေကအရှင်နေသွားကြည့်ပြီးပြီကွသူတို့ပြောတာတွေးခဲ့တာအမှန်ပဲညီလုံးပြောတယ်ပြောစရာတောင်ကုန်းကလေးပေါ်တွင် တရှိနေသည့်ဇေဒီကလေးနှစ်ပေါင်းများစွာကြာမြင့်ခဲ့သည်မသည် လွန်ခဲ့သည့်တနေ့ကထူးထူးဆန်းဆန်းလူတအူးရောက်ရှိလာပြီးတောင်ကုန်းကလေးပေါ်ရှိရှုံနယ်ပိတ်ပေါင်းများရှင်းလင်းရင်းဈေးဒီပြက်ကလေးတစုကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ထို့ကြောင့်ရွာမစူပေါင်းပြီးဈေးဒီပြက်ကလေးကိုမုံမှန်ပြီးပြန်လည်တည်ရန်ရှင်းလင်းစဉ်ဖျားထဘာနာများကိုထပ်တွေ့ရခြင်းဖြစ်သည်ထိုတောင်ကုန်းကလေးနှင့်ဇေဒီကလေးကရွာနှင့်အတန်ငယ်လှမ်းပြီးတည်ရှိခြင်းဖြစ်သည်ဇေဒီကလေးတွင်ဌာပနာများစွာရှိ၍ရွာမှရွာသူရွာသားများအလှည့်ကျဆောင်းရှောက်နေရသည် ထိုဇေဒီကလေးမောမန့်ပြီးလည်းရင်ဖျားပွဲပြုလို့ရန်ရွာမအသက်အကြီးဆုံးဖြစ်သည့်ဘာကြီးဖူးဖူးတတ်သူကတွတ်ထားခဲ့၍တရွာလုံးပင်မက ရွာနီးရှုပ်ဆက်ရွာများကပါဝမ်းသာနေကြသည်ဒါဆိုငါတို့ဘယ်နေ့စပြီးလုံးကြမလဲညီလုံးအဲ့ဒါငါစဉ်းစားနေတာကွညီလုံးကပြောရင်လက်ကျန်အရက်ပလင်းကိုငှဲ့ပြီးကွခနဲ့မြီအောင်မော့ရှားလိုက်သည်ပြီးအမေးစားရင်းစဉ်းစားနေသည် ညီလုံးမစင်းစားလို့မဖြစ်အခုလောက်ရမြည်အလောက်ကတိန်ကနန်းရမြည်အလောက်တတိတစ်ချက်လိုသွားလင်းရင်မလွယ်ပြီးတော့ညီလုံးတက်တက်တခါမှမလောက်ခဲ့ဘူးဒီအလောက်လေးဖြစ်သည်ငါမှန်းထားတာကလာမညပဲတာကိတို့အလောက်ကရွာနဲ့ရှားနေတော့အေးအေးလူလူလောက်လို့ရတယ်ကွာဒါပေမဲ့ခတ်နေတာကစောင့်နေတဲ့သူတွေကအများကြီးရှိနေတာကွာအဲ့ဒါအချိန်နေကြည့်မှဖြစ်မယ် ဒါကလွဲပါတယ်ညီလုံးရာတို့ကအခြေကြီးကြမှာမဟုတ်လားလက်လွတ်ခံလို့မဖြစ်ဘူးအခြေနေမပေးရင်အပြက်ချင်းသိရင်ရှင်းရမှာပေါ့ကွတာကီးကညီလုံးကိုပြောရင်ရလာမည့်ပတ်စံများကို မျက်စီထဲတွင်မြင်အောင်နေမိပြီခါးကြားတွေအမြဲတမ်းပါသည့်ဓမြောင်ကိုဆန်းလိုက်မိသည်မနှက်ဖြန်ညစမယ်ကွာငါဆေးရံငွေယူထားလိုက်မယ်ဘန်းနဲ့လဲတာကီးမင်းစိတ်ချရပါမလားအာစိတ်ချတမ်းမှာညီလုံးညာ မင်းနဲ့ငါကငငယ်ကလေးတွေကပေါင်းလာတဲ့တငယ်ချင်းအရင်းတွေပါကွာတာကီးကအတော်ကြီးမူးနေပြီဖြစ်၍ညီလုံးကစိတ်မချ၍ထမေးလိုက်ခြင်းဖြစ်သည်ညီလုံးမမေးလို့မဖြစ်တာကီးကလက်မြန်ရှင်မှန်တနာထစ်ခနဲ့ဆိုဓာပါတတ်သူညအမောင်းဆိုတော့လေကြဲရောင်မှုန်တိမှုန်ဝါရှိနေသည်ညီလုံးကပစိုးတက်တဲ့ကိုတိုင်းကွင်းလွယ်ထားပြီးကြဲရောင်ဖြင့်ဝဒဝါနှမ်းမြင်နေရသည့်တောင်ကုန်းကလေးစီတို့ရှင်းကန်လိုက်သည် တောင်ကုန်းကလေးတစ်လုံးသာတိတ်ဆိတ်နေတော်လဲတောင်ကုန်းကလေး၏မနီးမကွေးမှရှိနေသောမြင့်မြတ်မားမားနှင့်အုံဆိုင်နေသည့်ညောင်မင်းကြီးစီမှလေယာဉ်ဝှေ့တွင်ရိမ့်နှွက်လှုပ်ခတ်နေသည့်တော်ဟောဟောမြေတံများကတိတ်ဆိတ်သည့်ညအမှောင်လူထဲတွင်ဆူဆူနှက်နှက်ကြားနေသည်ပင်ဖြစ်ပါသည်ညီညီလုံးမင်းမင်းနေရာအသေးချာသိတယ်နော်အေးပါကွာမင်းကလည်းအရေးတဲ့စကားပြောနေပြန်ပြီဟိုမှာမေးရောင်နေတွေ့တယ်ကွာတတိလဲထားဦး ညီလုံးကတောင်ကုန်းကလေးပေါ်ရှိတဲကလေးအတွင်းစီမှမီးရောင်ကိုတွေ့လိုက်ရ၍တာကိကိုတတိပင်းနေခြင်းဖြစ်သည်ညီလုံးနှင့်တာကိတို့အဆောင်နေတွေ့သွားလျင်မလွယ်ညီလုံးကတာကိကိုတတိပေးပြီးတောင်ကုန်းကလေးပေါ်သို့တွားသွားတက်ရင်အတန်များကိုနားဆွင့်လိုက်သည်ညောင်မင်းစည်းစီမှအဆက်မပြတ်ရိမ့်ရွယ်လှုပ်ခတ်နေသည့်အတန်နှင့်အတူတကွာကွင်းဘက်စီမှအဆက်မပြတ်တိုက်ခတ်နေသည့်လေပြင်းတန်စုစု ညီလုံးနှင့်အသားကြီးတောင်ကုန်းကလေးပေါ်သို့တွားသွားတက်ခဲ့သည်ကတိတ်ပြီးမကြမြင်ခဲ့ဇေဒီဟောင်းတရှိရာကိုကြဲရောင်မှုံဝါးဝါဖြင့်တွေ့လိုက်ရသည်ညီလုံးဇေဒီဟောင်းလေးကိုကြည့်ပြီးထူးထူးခြားခြားမမတ်စပူးမခဲ့သည့်အိမ်မက်ကိုအလိုလိုအမှတ်ရမိသွားသည်မိမိစိတ်ကပဲဆွဲလန်းနေသလားဟု တွေးမိရင်ညီလုံးယူလာမိသည့်ဆရာငွေနှင့်နောက်ထပ်ယူရမည့်ငွေများထို့စဉ်ရွာဖက်စီမှစူးစူးခြားခြားထိုးဟောင်းလိုက်သော ခွေးဟောင်းတန်းနှင့်အတူ ဇက်တိုက်ဆွဆွမ်းငငယ်ဖြင့်ရှေလျားစွာဦးလိုက်သည့်ခွေးဝူသားများကိုမကြားစဘူးကြားလိုက်ရ၍ဤလုံးရင်ထဲမှထိတ်ခနဲဖြစ်သွားမိသည်ညညညီလုံးဟာဘာလဲကွာအရှင်ကြီးကဘလို့လဲစောင်းတဲ့သူတွေတော့အိတ်သွားပြီကွာညီလုံးကတာကိကိုပြောရင်ဇေဒီဟောင်းကလေးနဲ့မနီမဝဲရှိတဲအတွင်းမှာမီးရောင်လက်လက်ကိုမတွေ့ရမှစိတ်ချလက်ချဖြစ်သွားမိသည်။သွားကြမယ်တာကိ တတိလဲထားနော်အေးပါကွာပြီးရင်ပတ်စံအပြည့်ရမှာဖြစ်မယ်ငါတိတ်အရေးကြီးနေတယ်ညီလုံးညာမင်းကွာအရေးတဲ့စကားရှိနေပြန်ပြီညီလုံးကတာကိအမေးစကားကြောင့်ဘဝင်မကြဖြစ်သွားမိသည်တာကိကိုကြည့်ပြင်းညီလုံးဒေါသစိတ်ကို မျိုးတိတ်လဲရသည်ညာဦးကလေးကအတန်တန်မှားထားရက်နဲ့အရက်တောက်လာသည့်တာကိတာကိကအရန်မူးလာရင်းစကဲကြောရှိသည့်အကျင့်ကရှိသည်မြဲမြဲလားတာကိ အချိန်ရတော့ဝင်ကြရအောင်ညီလုံးကပြောပြောဆိုဆိုအဆောင်ရှိသည့်တဲနဲ့မလန်မကန်ရှိတဲအတွင်းတော့ဝင်လိုက်ပြီးနားဆွင့်လိုက်သည်ဘာလုံချားတမ်းမှမကြရပြီးညီလုံးလက်ထဲမှလက်နှိပ်ဓာမီးဖြင့်ထိုးကြည့်လိုက်မိသည်တဲအတွင်းတွင်တွေ့မြင်ရသည့်ဌာပနာများစွာထဲမှဖျားကလေးတစုညီလုံးဇေဒီကလေးကို လာကြည့်စဉ်ကမှတ်သားထားခဲ့သည့်ကိုနေရာကမ၍ညီလုံးမှာတွင်တိုင်းပြီးလွယ်လာသည့်ပစိုးတဲ့သို့ ဖျားကလေးကိုကပြားကရာပြစ်ထက်လိုက်ပြီးအရှင်နေကိုလည်းနားဆွင့်လိုက်သည်ဘာတမ်းမှမကြရညီလုံးကဆိတ်ကြလက်ကြဖြစ်ပြီးတဲအတွင်းမှထွက်ပြီးတောင်ကုန်းကလေးဘေးမှအပြေးဆင်းလိုက်ရသည်ငါငါငါတို့ချမ်းသာပြီကွာတာကေးရကြော့မင်းယူထားအောင်ညီလုံးကဖျားကလေးထက်လာသည့်ပစိုးထုပ်ကိုတာကိကိုပေးပြီးလာရောက်ဝရဝါပြင်တွေ့မြင်ရသည့်ညောင်ပင်ကြီးအောက်စီသို့ဝင်ပြီးအตาခိုးပြီးအမောဖြေလိုက်သည်ထို့စဉ်တချွေးချွေးနှင့် မွေမွေမွေတော်တန်ကြားတယ်ညီလုံးမင်းလက်နိုင်တမ်းပြီးနဲ့ထိုးကြည့်ပါဦးတာကီဤထိတ်ထိတ်ပြပြစကားတန်ကြောင့်ညီလုံးမှာလက်နိုင်တမ်းပြီးဖြင့်မွေတော်တန်ကြားရစီတို့လှမ်းထိုးပြီးကြည့်လိုက်မိသည်ရုတ်တရက်တွေ့လျရသည့်မြင်ကွင်းကအသေးထိတ်စရာလက်နိုင်တမ်းပြီးအလင်းရောင်ဖြင့်တုံ့ပြန်ပေါ်လာသည့်ဆူချဝင်လက်သည့်မျက်လုံးနှလုံးညီညီညီလုံးမွေမွေကြီးတိုးစီလာနေပြီ တာဂီဤကြောက်လန့်တဲ့ကြောင်ပေါ်လာသည့်စကားတန်ကြောင့်ညီလုံးမှာလက်နှိတ်ထမ်းပြီးအလင်းရောင်ဖြင့်မွေကြီးကိုအဆက်မပြတ်ထိုးထားလိုက်သည် မွေကြီးကတရွရွဖြင့်ညောင်မေကြီးစီတို့လာနေစေဖြစ်သည်ညီလုံးကကမကနမ်းမြင်ပစိုးဖြင့်ထုတ်ယူလာသည့်ဖျားကလေးကိုပွေ့ပြီးတာဂီတတိထားတတိထားပြီပြေးအာညီလုံးမှာစကားပင်မစုံအောင်းဟုသောအတန်နှင့်အတူညီလုံးလက်နှိတ်ထမ်းပြီးဖြင့်ထိုးကြည့်လိုက်သည် တာဂိကိုရက်ပတ်နေသည်ကိုညီလုံးမှာမှင်တက်ပြီးကြည့်နေလိုက်မိသည်တာဂိဤဓာတ်ချက်ကြောင့်လားမသိမွေကြီးဤတစ်ခုလုံးတွင်သွေးများထွက်နေသည်ကအသည်ထိတ်เสียရဖြစ်နေသည်ညညညီလုံးငါငါ့ကိုကယ်ပါဦးကြောက်ပါပြီအာတာဂိထံမှကြောက်ရွံ့တကြီးဖြင့်ဘလုံးပတွေးထွက်ပေါ်လာသည့်စကားတန်ကြားမှညီလုံးပါမှမစင်စားနိုင်တော့ လက်ထဲမှာလက်နိုင်တံမျိုးကိုပစ်ရှားလိုက်ပြီးရှေးဦးတက်ရစီတို့ထွက်ပြေးလာမိသည်ညီလုံးမမပြေးလို့မပြေးတာကင်းနဲ့မွေးကြီးအဖြစ်ကအသေးတုံရင်တုံတရာကောင်းပေစွာညီလုံးမြင်းများအာတုံခွန်ဆိုင်ပြေးနေသည်ကို မသိအဝေးစီမှကြားလိုက်ရသည့်ဦးတန်းများကြောင့်ညီလုံးမရင်ထဲထိတ်သွားမိသည်ဖျားကလေးကိုပိုက်ပြီးတစ်ပင်ကြီးတစ်ပင်ကိုဂိုးတော်ဝါတွေ့လိုက်ရ၍အပြေးဝင်ကတ်လိုက်မိသည် ရုတ်တရက်လက်သွားသောအသည့်နှင့်အတူနာကျင်မှုများကြောင့်ညီလုံးကြည့်လိုက်မိစဉ်တွင်းကြညီတဲ့သူကြားခဲ့သည့်အဖြစ်ညီလုံးမှာအမောင်းထဲတွင်ဆန်းရင်ဂျိုင်းခွက်တစ်ခုကိုတွေ့လိုက်ရ၍ဖျားကလေးကိုထည့်ပြီးမြေကြီးများဖုံးအုပ်လိုက်ပြီးတွင်းကြိုင်ထဲမှတက်လာမိသည်တွင်းကြညီအပေါ်ရောက်မှကြည့်လိုက်မိသည်ဘယ်နေရာကြည့်ကြည့်ပကတိတိတ်ဆိတ်နေသည့်ညအမြင်ကိုညီလုံးသာတာကိအဖြစ်ကို သတိရသွားပြီးရွာသို့အမြန်ဆုံးပြန်ရန်တောင်ကုန်းကလေးကိုကြည့်လိုက်မိသည်တောင်ကုန်းကလေးကိုဘလို့မှ မှန်းဆ၍မရနိုင်တော့ထို့ခြင်းတချွေချွေဖြင့်မွေးကြီးကရောက်လာလေသည်ဟင်မွေးမွေးမွေးညမောင်ကြမှာစူးစူးချက်ချပေါ်လာသည့်မွေးတွင်တန်ကိုကြားလိုက်ရ၍ညီလုံးမှာခေါင်းပန်းနှပန်းကြည်သွားမိသလိုတကူလုံးမှာလည်းဇောချွေများပြန်လာမိသည်ညီလုံးရှိသူကြည်လိုက်မိသည်ကြဲရောင်မှုံပြပြဖြင့်ပြေးနေမိသည်ညီလုံးဟာပြင်းရင်နောက်သို့ကြည်လိုက်မိစဉ်ကြဲရောင်ကြမှာ ညီလုံးနောက်သို့တရွေ့ရွေ့လိုက်လာသည့်ငွေကြီးလူလေးလူလေးညီလုံးငွေကြီးရံကလွတ်အောင်မိမြအားတုံခွန်ဆိုင်ပြေးနေသည်မသိရုတ်တရက်ပေါ်လာသည့်အတန်လိုင်းကြောင့်ညီလုံးမှာကြောက်ကြောက်ရွံ့ရွံ့ဖြင့်မျက်စိကိုဖွင့်ကြည့်လိုက်မိသည်ညီလုံးကိုစူးစိုက်စွာဖြင့်ကြည့်နေသည့်မျက်နှာဟင်အအဘအဘဖိုးတတ်သူကျွန်တော်ကျွန်တော်ကျွန်တော်ကိုကယ်ပါဦးဟိုမှာမွေး မွေကြီးလာနေပြီညီလုံးထံမှာကြောက်ရွံ့တကြီးဖြစ်ပေါ်လာသည့်အတန်နှင့်အတူခန္ဓာကိုယ်တစ်ခုလုံးမှာဒဏ်ရာများစွာနှင့်တွေ့ရသည့်အဖြစ်ကြောင့်အဘအဖိုးတတ်တူပင်တန်အံ့တော်ဖြစ်နေမိပြီးမယုံနိုင်အောင်ဖြစ်သွားမိသည်ညီလုံးကအကြောင်းရုံမပြနိုင်ပဲမွေကြီးလာနေပြီဟုပြော၍အဖိုးအဖိုးတတ်တူမှာစဉ်းစားမရဖြစ်နေလေတော့သည်ဟာမွေကြီးမရှိပါဘူးလူလေးရဲ့လူလေးအဘတဲကိုရောက်နေပြီကွဗျာ ကျွန်တော်ကျွန်တော်ရောက်နေတာညီလုံးကအိမ်မက်မက်နေရာမှာလမ်းနိုးသွားသည်နဲ့အဖိုးတက်တို့ပြောစကားကြောင့်မျက်စိဝေ့ပြီးကြည်လိုက်မိသည်ညီလုံးရောက်နေသည်ကအဘအဖိုးတက်တို့ရဲ့တဲတဲ့ညီလုံးမိမိအဖြစ်ကိုမယုံနိုင်အောင်ဖြစ်သွားမိလေသည်ညီလုံးမျက်စိထဲတွင်မိမတတန်နှင့်အမွေကြီးကိုမြင်ရောက်မိရင်ကြောက်ရွံ့တဲ့စိတ်ကလည်းမပြေနိုင်ပဲရှိနေသည်ကဲကဲလူလေးရှေးတော့ကဒံရရတွေအတွက်အနာသက်တာအောင်ဆေးတစ်ခွက်တောက်လိုက်ဩ အဘဘုဒ္ဓတို့ကပြောပြီးဆေးတစ်ခွက်ကိုတိုက်လိုက်မှညီလုံးမှဆေးတောက်ပြီးရှီတောင်းနှစ်ဖက်လုံးကိုတတိထားပြီးလှုပ်ရှားကြည့်မိသည်ဘလို့လှုပ်ရှားကြည့်ကြည့်ညီလုံးရဲ့ရှီတောင်းနှစ်ခုစလုံးလှုပ်ရှား၍မရတော့အဘဘုဒ္ဓတို့ကရေနွေးချမ်းတစ်ခွက်ကိုတောက်ပြီးဘလို့ဖြစ်ခဲ့တာလဲလူလေးရဲ့မတေးကောင်းမပြောက်ကောင်းကွယ်အဘလူလေးကိုတွေ့ရတော့အံ့ဩသွားမိတာအမှန်ပဲကွယ်တတာကြီးရောအဘ ေးတာဂိအဖြစ်ကတော့စိတ်မကောင်းစရာပဲလူကလေးရဲ့ဗျာတာတာဂိဘာဖြစ်လို့လဲအဖတာဂိတောင်ကုန်းကလေးပေါ်ကညောင်မင်းအောင်မှာမွေစိတ်တင့်ပြီးဆုံးနေတာတွေ့ရတယ်လူလေးဟာဒါဆိုကျွန်ကျွန်တော်ကျွန်တော်ညီလုံးကတာဂိအဖြစ်ကိုတီးလိုက်ရပြီးစကားပင်ဆက်မပြောနိုင်တော့တကူလုံးမှာကတော့ကရင်ဖြစ်ပြီးစိတ်မလုံးတလို့ဖြစ်သွားမိသည်အင်းတာဂိအဖြစ်ကထူးဆန်းတယ်လို့ပြောရမှာပဲလူလေး ညကအဖလည်းဘလို့ဖြစ်တယ်မသိပါဘူးကွယ်။တညာလုံးထူးထူးခြားခြားအဲ့လိုမပြောခဲ့ဘူး။အဖကိုမိန်းကလေးတယောက်ကနှိုးနေတယ်လို့ခံစားရတယ်လူလေး။အဖဖိုးတဲ့သူကပြောရင်ညီလုံးကိုကြည့်နေသည့်အကြည့်။ညီလုံးအဖဖိုးတဲ့သူရဲ့မျက်နှာကိုမရေတရေမကြည့်ဘွန်းတော့။အပြည့်ရှိသူပီပီခေါင်းကြီးငုံထားမိသည်။အဖဖိုးတဲ့သူက စကားဆက်သည်။အဲ့ဒါနဲ့အဖလည်းတဲအပြင်ကိုထွက်ကြည့်တော့ဇီးဒီကလေးက မိတို့အလင်းရောင်တွေကိုထူးထူးခြားခြားတွေ့ခဲ့ရတဲ့လူတွေအဖမိမိတို့မိတို့အလင်းရောင်တွေကိုတွေ့ရတယ်ညီလုံးမမယုံနိုင်အောင်ဖြစ်သွားမိသည်ညကဇီဒီကလေးရှိသည့်တောင်ကုန်းသားတွင်မိရောင်ဆို၍ညီလုံးဤလက်နှိတ်တမ်းမိရောင်သားရှိသည်ဟုတ်တယ်လူလေးအဖလည်းဇီဒီကလေးမှာတခါမှမိတို့အလင်းရောင်မတွေ့ပဲညကထူးထူးခြားခြားတွေ့ရတော့အံ့ဩပြီးလာခဲ့တာအဖဇီဒီလေးမရောက်ခင်အော်တန်ကြားတို့ကြည့်လိုက်တော့ တာဂိကိုညောင်မိန်အောက်မှာလူးလှိမ့်ပြီးဇေဒီကလေးကိုလက်ညှိုးထိုးပြရင်ဆုံးသွားလို့အဖတဲကို ခေါ်ပြီးလာခဲ့ရတာပဲညီလုံးကြားနေရသည့်အဖြစ်ကအံ့ဩစရာမိမိနဲ့တာဂိပြုလုပ်ခဲ့သည့်အဖြစ်ပြီးခဲ့သည့်ပေယူခဲ့မိသည့်ဖရားလေးညီလုံးမှာစိတ်မလုံးချုံတော့အဖဇေဇေဒီကလေးကဖရားဖရားလာလူလေးဖရားလေးဘာဖြစ်လို့လဲလူကလေးရဲ့ အဘမနက်ကသွားကြည့်လိုက်တော့ဇေဒီလေးဌာပနာတွေကြားမှာရှိနေတာပဲအဘအဖိုးတက်တို့ရဲ့စကားကြောင့်ညီလုံးမှာမိမိကြုံခဲ့ရသည့်အဖြစ်ကိုမယုံနိုင်အောင်ဖြစ်သွားမိသည်ညကညီလုံးတာကိနှင့်ပြေးရင်ဖျားကလေးကိုပဆိုးပြင်ထုတ်ပြီးတွင်းကြညီတို့ခုထဲတွင်ဖွက်ထားခဲ့သည်မဟုတ်ပါလားညီလုံးမိမိအဖြစ်ကို ပြန်တွင်းမိရင်ကြက်သိန်းအလိုလိုထားသွားမိသည်အဲ့အဲ့ဒီဖျားလေးကိုညကကျွန်တော်နဲ့တာကိရောင်းစားဖို့ခိုးခိုးခိုးခဲ့တာအဘ ဟေးညီလုံးဤတုံရင်သွားဖြစ်ပေါ်လာသည့်စကားကြောင့်အဘအဖိုးတတ်တို့မှအာမေနိတ်တန်ထွက်သွားမိသည်ပေညီလုံးကိုကြည့်ပြီးအံ့ဩထိတ်လန့်သွားမိသည်ပေအဘအဖိုးတတ်တို့သည်ဇေဒီကလေးနှင့်ပတ်သက်ပြီး ထူးထူးခြားခြားမကြာခဏမခတ်သည့်အိမ်မက်ထဲမှမိန်ကလေးဖျားမမသည့်တရားမမသည့်လောဘတက္ကရာတွေဖုံးလွှမ်းပြီးမိုက်တွင်းနေကြပါလားလူကလေးတို့ရဲ့အင်း မိမိအပြုမှားခဲ့တဲ့မကောင်းမှုကံကကြာကြာဆိုင်မနေဘူးဆိုတာမသိကြတရောလားကွယ်အဘအဖိုးတက်တို့ဤစကားပြောတဲ့ကြားမှာညီလုံးမပို့၍မနေနိုင်ပထိုင်နိုင်အောင်ဖြစ်သွားမိသည်မိမိကျုံးလုံးမိခဲ့သည့်အဖြစ်ကိုလည်းနောင်တရမိသွားသည်အဘကျွန်တော်ကျွန်တော်ကိုကယ်ပါဦးကျွန်တော်မှားခဲ့ပြီအဘညီလုံးကပြောရင်ဟမ်မဆောင်နိုင်တော့ပဲဆိုက်ကြီးတဲ့ငယ်ဖြင့်ငိုချလိုက်မိသည်ညီလုံးမမငိုလို့မဖြစ်တာကိအသေးဆိုးဖြင့်တေခဲ့ရသည့်အဖြစ်ကကြောက်မက်ဖွယ်ရာအတိပင် လူတွေတော့ကြံစည်မိခဲ့တဲ့ဖခင်ကညာဘုံနယ်ဆိုတဲ့မင်းသမီးကလေးလှူဒန်းခဲ့တာကွညညာဘုံနယ်မင်းသမီးအဖအဖိုးတဲ့လူရဲ့စကားကြောင့်ညီလုံးမတန်အန်တောဖြစ်သွားမိပြီးမိမိကိုယ်ကိုမိမိကို မောင်ကြီးဟုခေါ်ကအိမ်မက်ပေးခဲ့သည့်မင်းကလေးပြီးမိမိနဲ့တာခဲ့ယူခဲ့သည့်ဖခင်ကလေးကရွှေဖခင်ရွှေဖခင်လေးအစေဒါကြောင့်လဲညီလုံးနဲ့တာခဲ့ကြံစည်ခဲ့ခြင်းဖြစ်သည်အဖကအဲ့ဒီဖခင်ကလေးကိုရွှေဖခင်လေးအစေဆိုတာသိခဲ့တယ်လူလေး ။ဘာကြောင့်လဲဆိုတော့အဲ့ဒီကြေးပြားလေးနဲ့ချွေပြားကလေးတို့မှာထိုးထားတဲ့စာတန်းတွေကိုတွေ့ရပြီ။မြာပုံးနဲ့မင်းသမီးကလေးလှူဒန်းပြီးဌာပနာခဲ့တဲ့ဇေဒီလေးမန်းနဲ့တိခဲ့ရတယ်။အဖအဖိုးတဲ့သူကပြောပြီးကွန်းတရာကိုပစောင်းတွင်းနဲ့ငုံထားလိုက်သည်။ညီလုံးညီလုံးအဖအဖိုးတဲ့သူကိုကြည့်ပြီးညကဖွဲ့ထားခဲ့သည့်ဖျားကလေးကိုလည်းတတိရသွားမိသည်။ကျွန်တော်ညကတွင်းကြိုင်ကြီးထဲမှာချွေပြားကလေးကို ဖွဲ့ထားခဲ့တယ်အဖ။ဘာ လူကလေးဖျားကလေးကိုဖွဲ့ထားခဲ့တယ်ဟုတ်လားညီလုံးရဲ့စကားကြောင့်အဘဖိုးတတ်တို့ပင်မယုံနိုင်အောင်ဖြစ်သွား၏လူကလေးတို့ယူသွားခဲ့တာရွှေဖျားအစ်စ်မဖြစ်နိုင်ဘူးကွယ်အဘကရွှေဖျားမှန်းသိလို့အမွေနဲ့လက်ရာတွေကိုမတန်မာသူတွေရဲ့လက်ထက်ရောက်သွားပြီးပျောက်ကွယ်သွားမှာဆိုလို့အဲ့ဒီရွှေဖျားကလေးကိုရွာဦးစရာတော်ထံမှာအံ့နံခဲ့တာကြာပြီလူလေးဒါဒါဆိုကျွန်တော်ယူခဲ့တာရွှေဖျားမဟုတ်ရင်ကျေးဖျားလေးပဲဖြစ်မယ်ဗျ ညီလုံးကမိမိအဖြစ်ကိုပြန်မတွေ့ရဲအောင်ခံစားနေမိသည်အဖအဖိုးတတ်တို့ကညီလုံးစကားကိုအတန်ကြာအောင်စဉ်းစားပြီးမှမဖြစ်နိုင်ဘူးလူလေးဇေဒီလေးပေါ်မှာကြေးပြရလဲရှိသားပဲဗျာညီလုံးအဖအဖိုးတတ်တို့ရဲ့စကားကြောင့်ဘာစကားပင်ပြောရမှန်းမသိတော့မိမိအဖြစ်ကိုတန်တော်ဖြစ်နေမိပြီးမယုံကြည်နိုင်အောင်လဲဖြစ်သွားမိသည်ပေမိမိကိုကိုအိမ်မက်မက်ခဲ့သည့်အိမ်မက်ပေးခဲ့သည့်မိမက်ပြုတ်ကလေးရဲ့စကားတန်ကိုလည်းပြန်လည်၍ကြားရောက်မိ၏ မပြင်းမအပ်တဲ့ပစ္စည်းတွေကိုဘာဖြစ်လို့ကြံရွယ်ခြင်းရတာလဲမောင်ကြီးရဲ့နှမလေးနဲ့မောင်ကြီးကဘဝအဆက်ဆက်ကဆွေမျိုးတွေပါဖယားဆင်းသူဆင်းသူတော်ကိုနှမကလေးလူတန်းပြီးတစ္ဆာပန်ခဲ့ကြတာကြာခဲ့ပြီမောင်ကြီးပြင်းမဖို့ကြံရွယ်ခဲ့ရင်မောင်ကြီးအပြစ်တန်ကိုမောင်ကြီးခံရမှာနော်ဒီလုံးမှာမကြောင်းဝန်သည့်အလားနားနှစ်ဖက်ကိုလက်ဖြင့်ပိတ်ပြီးမျက်ရည်တွေကျနေမိသည်။ညီလုံးမျက်ရည်ကြားမှာ တောင်ကုန်းကလေးပေါ်ရှိဇေဒီကလေးကိုလည်းကြည်လိုက်မိသည်ဇေဒီကလေးရှိရာသို့တွားနေသည့်ဝိုးတော်ဝါအရိတ်တံတခုညီလုံး၏အကြည့်မမားနိုင်တော့ပါညီလုံးအိမ်မက်မက်ခဲသည့်အတိုင်းနန်းဝက်နန်းစားဖြင့်ပိုးဘဝဖြူဖြူကလေးကိုပခုံးပေါ်မှလွှမ်းပြီးတရွေ့ရွေ့တွားနေသည့်ဝိုးတော်ဝါအတွင်တံကညာဖုံးတွင်မင်းသမီးကလေးကလွဲ၍ဘယ်သူမှမဖြစ်နိုင်သည်ကိုကာယကံရှင်ညီလုံးကလွဲ၍ဇလွန်ကြော်ဦးဟုတ်ကဲ့ပြီးပါပြီခင်ဗျာ ဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြကြသူကျွန်တော်တို့ရဲ့ညီကောင်မတော်မတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေကြကဘေးပရာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ